ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မြန်မာနစ်ဆန်တည့်ရနေ့ဖြစ်တဲ့ဧပြီလ18ရက်နေ့မှာနိုင်ငံတော်ဝန်ကအကျဉ်းထောင်တွေကနေအကျဉ်းသူအကျဉ်းသား4893ယောက်ကိုလူညင်းခွင့်ပေးလိုက်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ဒါအပြင်လူမြောက်လာတဲ့အထက်မှာနိုင်ငံသားသားအကျဉ်းသားအကျဉ်းသူ73ယောက်ပါဝင်ပြီးပြည်နှင်တန်ပေးကပြည်တန်လူညင်းခွင့်ပေးလိုက်တယ်လို့လည်းထုတ်ပြန်ထားပါတယ်။ သူတို့ကိုနိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်ဖို့အခုလိုလှုပ်ပေးတာဖြစ်ပြီးနောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ခဲ့ရင်လက်ရှိကြန့်ရှိနေတဲ့ပြစ်မှုတွေအတွက်ပါတဘာတွေထက်မှန်ကြာခံရမယ်လို့လေးဆိုပါရယ်ပြည်ထောင်လူကြီးခွင့်ပေးတဲ့အထက်မှာမတိမ်မှုလက်နက်မှုအာဂတိမှုဖောက်ခွဲမှုလူသက်မှုမူရည်စေဝါမှုစတဲ့ပုံမှန်တွေနဲ့တရားစွပ်စုခံရပြီးထောင်ဒဏ်ရမှတ်ခံရသူတွေမပါဝင်ဘူးလို့လေးစစ်ကောင်စီကပြောဆိုထားပါရယ် စစ်ကောင်စီကအခုလိုလွတ်ပေးတာမှာနိုင်ငံရေးအကျဉ်းသားတွေပအောင်မှုအလွန်နှေးပါးတယ်လို့ဤဆက်သူတွေစီကနေသိရပါရှင်။